မနေ့ကမြန်မာစံတော်ချိန်ဇွန်လ22ရက်စနေနေ့နက်စောပိုင်းမှာ American က Operation Midnight Hammer လို့နာမည်ပေးထားတဲ့ Iran ရဲ့ nuclear စက်ရုံ Fordo, Natanz နဲ့ Isfahan ၃ခုကိုဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီစစ်စင်ရေးဟာ25မိနစ်ပဲကြာခဲ့ပြီး B2 Steel ဘုံကျဲလေယာဉ်တွေက GBU-57 Massive Ordnance Penetrator MOB Bang ကဖြတ်ပုံး14လုံးကိုကျဲချခဲ့တာပါ။ Iran ကနှစ်40လုံးလုံးအမေရိကသိပါစေ၊အစ္စရေးသိပါစေလို့ကြွေးကြော်နေကြတာပါ။ ။ဥဆောင်ဘီဒူးလင်ဟာဖော်ဒိုးမှာရှိတဲ့ပြစ်မှတ်တစ်ကို GPU 57ဘုံနှလုံးကျဲချခဲ့ပါဗျ။ဂူဝန်ကျွန်းဘက်အနောက်ကိုပြန်တန်းနေတဲ့ဘီဒူးတွေဟာဒီစစ်စင်ရေးမှာပါဝင်ခဲ့တာမဟုတ်ပဲ American စစ်ဌာနချုပ်ကကဘာကိုရောအီရန်တွေကိုပါလှည့်စားဖို့တမင်လုပ်ခဲ့တဲ့လှည့်စားမှုနီးပြူဟာတသက်ပါပဲ။တကယ်တမ်းစစ်စင်ရေး Operation Midnight Hammer ဆိုတာက Video Steel ဘုံကျဲလေရင်ခုနှစ်စီးနဲ့တိုက်လေရင်ဓာစင်ပေါင်းများစွာအီရန်တဲကိုဝင်ရောက်ပြီးမိနစ်30အတွင်းပြီးတတ်ခဲ့တာပါ။ ကာဝေးဝင်ကြီးဌာနကမနက်ကပဲသတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီးပူရဲစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဒိန်ကိန်းကစစ်စင်ရေးအသေးစိတ်ကိုပြောပြခဲ့ပါတယ်။ဒီမစ်ရှင်ဟာလျှို့ဝှက်ချက်အဆင့်အမြင့်ဆုံးဖြစ်ပြီးဝါရှင်တန်မှာလူနည်းစုတွေပဲအချိန်နဲ့အစီအစဉ်ကိုတည်ခဲ့ကြတာပါ။တောက်ကြနေညာတကောင်ကနေစနေနေ့မနက်အထိ American ပြည်မာကြီးကနေ B2 တိုက်ခိုက်ရေးအဖွဲ့ကြီးထွက်ခွာခဲ့ပါတယ်။နီးပြူဟာရအန်အားသင့်အောင်ထိန်းထားဖို့အတွက်တိုက်ခိုက်ရေးအဖွဲ့ရဲ့ဒစိမ့်တစ်ပိုင်းကတော့အနောက်ဘက် Pacific မုတ်တရားတွေကိုလှည့်စားတဲ့အနေနဲ့ဆက်လက်ပြန်တန်းခဲ့ပါတယ်။ အဲ့ဒီလှည့်သားမှုအကြောင်းကိုဝါရှင်တန်မှာရှိတဲ့အစီအစဉ်ရေးဆွဲသူအနေနဲ့အဓိကကောင်းဆောင်တွေလောက်ပဲတည်ခဲ့ကြတာပါအဓိကတိုက်ခိုက်ရေးအဖွဲ့ဖြစ်တဲ့ B2 Separate ဘုံကျဲလင်းရဲ့9စီးကတော့လေရင်မှု2ယောက်စီနဲ့အရှိတ်ဘက်ကိုတိတ်ဆိတ်စွာဆက်လက်ပြန်တန်းခဲ့ပြီး18နာရီကြာပြန်တန်းမှုတစ်လျှောက်ဆက်သွယ်မှုအနည်းဆုံးသာလုပ်ခဲ့ပါတယ်ပြစ်မှတ် area ကိုရောက်ဖို့အတွက်လေရင်တွေဟာလေထဲမှာစီဖြည့်တင်းမှုတွေအကြိမ်ကြိမ်လုပ်ခဲ့ပါတယ်မြေပေါ်ရောက်တာနဲ့ B2 တွေဟာအဆောင်လိုက်ပါတယ်တိုက်ပါလေရင်တွေနဲ့တိုက်လေရင်တွေနဲ့အကူအညီပေးတဲ့လေရင်တွေနဲ့ လေပိုင်နဲ့ကျင်းချင်းလေးထဲမှာတိကျတဲ့အချိန်ကလှုပ်ရှားမှုတွေနဲ့ချိန်ဆက်ခဲ့ပါတယ်။မနေ့ကညနေ9:00နာရီရှေ့ဆန်တော်ချိန်လောက်မှာတိုက်ခိုက်ရေးအဖွဲ့အီရန်ထဲမှာမဝင်ခင်လေးမှာပဲအမေရိကန်ဂျင်မှုတင်မော်တစီကတော်မာဟော့ခ်ကန်မြေပြစ်ခရစ်ဒုံးကြီးနှစ်တားစင်းကျော်ကိုအစ်ဖာဟန်မှာရှိတဲ့အဓိကမျက်နှာပြင်အခြေခံအဆောက်အုံပြစ်မှတ်တွေစီပြစ်လွှတ်ခဲ့ပါတယ်။တိုက်ခိုက်ရေးအဖွဲ့အီရန်လေပိုင်တစ်ထဲဝင်ရောက်လာတဲ့အခါအမေရိကန်ကလှည့်စားတဲ့နည်းပြူဟာပေါင်းစုံကိုအသုံးပြုခဲ့ပါတယ်။ စတုထနဲ့ပြင်စမမျိုးဆက်လေးရင်တွေကအမြင့်နဲ့အမြန်နှုံးမြင့်မြင့်နဲ့တိုက်ခိုက်ရေးအဖွဲ့ရှိကနေတိုးဝင်သွားခဲ့ပြီးရန်သူတိုက်လေရင်တွေနဲ့မြေပြင်မှဝင်ဟင်ပစ်ဒုံးကျည်ချင်းချောက်မှုတွေကိုရှင်းလင်းပေးခဲ့ပါတယ်။တိုက်ခိုက်ရေးအဖွဲ့ကို American Mahaviewer စစ်ဌာနချုပ် American Thayu ပို့ဆောင်ရေးစစ်ဌာနချုပ် American Cyber စစ်ဌာနချုပ် American Agatha စစ်ဌာနချုပ် American Agatha တပ်ဖွဲ့နဲ့ American ဥရောပစစ်ဌာနချုပ်တို့ကအကူအညီပံ့ပိုးပေးခဲ့ပါတယ်။ ဖော်ဒူးနဲ့နာတန်စကို တိုက်ခိုက်ရေးအဖွဲ့ချင်းကပ်လာချိန်မှာအမေရိကန်ကာကွယ်ရေးအဖွဲ့ကအမြန်နှုံးမြင့်နှိမ်နှင်းရေးလက်နက်တွေကိုအသုံးပြုပြီးတိုက်ခိုက်ရေးအဖွဲ့လုံခြုံစွာဖျက်ဆီးနိုင်ဖို့တေချာစေခဲ့ပါတယ်။တိုက်လေယာဉ်တွေကလည်းအီရန်ရဲ့ဖြစ်နိုင်ခြေရှိတဲ့မြေပြင်မှဝေဟင်ပစ်ဒုံးကြီးချင်းချောက်မှုမှန်သမျှကိုကြိုတင်နှိမ်နှင်းနိုင်တဲ့ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။လေယာဉ်တွေဝင်လာချိန်မှာအမေရိကန်တိုက်ခိုက်ရေးအဖွဲ့ကိုပစ်ခတ်ခဲ့တယ်ဆိုတဲ့သတင်းမျိုးတော့လက်ရှိမှာမသိရသေးပါဘူး။ညနေ6:40အီရန်စံတော်ချိန်နနက် 2နာရီ30မိနစ်မှာတော့ဦးဆောင်ဘီဒူးလင်းက GPU 57 Massive Ordnance Penetrator လက်နက်နှစ်ခုကို Fordo မှာရှိတဲ့ပစ်မှတ်တစ်ခုမှာကျဲချခဲ့ပါတယ်။တမရပြောခဲ့သလိုပဲကြံတဲ့ဘုံကျဲလေယာဉ်တွေကလည်းသူတို့ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပြီးစုစုပေါင်း MOB 14လုံးကိုနျူကလ িয়ার ပစ်မှတ်နေရာနှစ်ခုမှာကျဲချခဲ့ပါတယ်။အီရန်နျူကလ িয়ার အခြေခံအဆောက်အုံပစ်မှတ်3ခုသလုံးကိုညနေ6နာရီ40နဲ့9နာရီကြားမှာတိုက်ခိုက်ခဲ့ပြီးတော်မဟော့ဒုံးကျည်တွေကတော့ Ifahan ကို နောက်ဆုံးမှပြက်ခတ်ခဲ့ကစစ်စင်ရေးတစ်လျှောက်လုံးအံအားသင့်နေတဲ့ချက်ကိုထိမ့်သိမ်းထားဖို့ပါ။လက်နက်တွေကျဲချပြီးတာနဲ့တိုက်ခိုက်ရေးအဖွဲ့ဟာအီရန်လေပိုင်တပ်ကနေထွက်ခွာပြီးအိမ်ပြန်ခဲ့ပါတယ်။လေရင်တွေအပြန်လမ်းမှာလည်းပြက်ခတ်ခံရတယ်ဆိုတဲ့သတင်းမျိုးမရှိပါဘူး။အီရန်ရဲ့တိုက်လေရင်တွေပြန်တန်းခဲ့ခြင်းမရှိသလိုအီရန်ရဲ့မြေပြင်မှဝင်ဟင်ပစ်ဒုံးကျည်စနစ်တွေကလည်းမတွေ့ခဲ့ရပါဘူး။မရှင်တစ်လျှောက်လုံးကျွန်တော်တို့ကအံအားသင့်နေတဲ့အချက်ကတော့ဒီစစ်စင်ရေးမှာအမေရိကန်တပ်ဖွဲ့တွေကစူပေါင်းတိကျစွာထိန်းချုပ်ထားတဲ့ လက်နက်85မျိုးလောက်ကိုအသုံးပြုခဲ့ပြီးတမရပြောခဲ့သလိုပဲပေါင်3000အလေးချိန်ရှိတဲ့ GPU 57 Massive Ordnance Penetrator 14လုံးလေးပါဝင်ပါတယ်။ဒါဟာဒီလက်နက်ကိုစစ်စင်ရေးမှာပထမဆုံးအချိန်အသုံးပြုခဲ့တာပါ။နောက်ဆုံးပျက်စီးဆုံးရှုံးမှုအကဲဖြတ်ဖို့အချိန်ယူရအောင်မှဖြစ်ပေမဲ့ကနဦးအကဲဖြတ်ချက်တွေအရစက်ယုံ3ခုတလုံးဟာအလွန်မင်းဆိုးရွားတဲ့ပျက်စီးဆုံးရှုံးမှုတွေကြုံတွေ့ခဲ့တယ်လို့သိရပါတယ်။ B2 State ဘုံကျဲလေရင်တွေစတုထနဲ့ပြင်စမမျိုးသက်တိုက်လေရင်တွေ လေထဲမှာစီဖြည့်ပြီးတင်ကားဓာစင်ပေါင်းများစွာလမ်းညွန်တုံးကြီးရင်းငုံသိမ်းမောတစီနဲ့ထောက်လန်းရေးစောင့်ကြည့်ရေးထောက်လန်းရေးလင်ရင်တွေအများအပြားပြင်ဓာပေါင်းများစွာသောပြုပြင်ထိန်းသိမ်းရေးနဲ့စစ်စင်ရေးကျွမ်းကျင်ပညာရှင်တွေပါဝင်ခဲ့တဲ့ဒီစစ်စင်ရေးမှာအမေရိကန်လေးရင်125တိကျော်ပါဝင်ခဲ့ပါတယ်ကာဝဲဝင်ကြီးပြောခဲ့သလိုပဲဒါဟာအမေရိကန်သမိုင်းမှာ B2 လေယာဉ်တွေနဲ့အကြီးဆုံးစစ်ဆင်ရေးတိုက်ခိုက်မှုဖြစ်ပြီး67နောက်ပိုင်းပြန်တန်းခဲ့တဲ့ B2 mission တွေထဲမှာဒုတိယအရှိဆုံး mission လေးဖြစ်ပါတယ် စိတ်ဝင်စားစရာအချက်အချို့ကတော့ဒီမစ်ရှင်လုပ်နေချိန်မှာတမနာထရန်ဟာဝါရှင်တန် DC ကနေခရီးထွက်ခဲ့တာပါပဲ။ဒါဟာအီရန်လူမျိုးတွေရော မီဒီယာသမားတွေအပါအဝင် လူအများစုကိုပါလှည့်စားတဲ့နည်းပြဟာဖြစ်နိုင်ပါတယ်။လူအများစုကထရန်ဟာခရီးသွားနေရင်လည်းအရေးကြီးတဲ့မစ်ရှင်တစ်ခုကိုလှုပ်ဆောင်မှာမဟုတ်ဘူးလို့ယူဆနေကြချိန်မှာပဲစစ်စင်ရေးကဇက်တိုက်လှုပ်ဆောင်နေခဲ့တာပါ။တမနာထရန်ဝါရှင်တန်ကိုညနေ9:00လောက်မှာပြန်ရောက်ပြီးတနအီအကြာမှာပဲလေရင်တွေဟာအီရန်ထဲကိုစတင်ဝင်ရောက်ခဲ့ပါတယ် ဒါဟာအိုစမာဘင်လာဒင်ကိုဝင်ဖမ်းတော့ကတမရအိုဘားမားပုံမှန်တိုင်းအလုပ်လုပ်နေတယ်လို့ပဲ။ကဘာကြီးကိုဘာမှမဖြစ်တယ်လို့ဟန်ဆောင်ထားခဲ့တာနဲ့ဆင်တူပါရယ်။နောက်တစ်ချက်ကတော့အရင်တုန်းကအရှေ့လေပိုင်းမှာ B2 mission တွေလှုပ်ဆောင်တိုင်း American ကအနောက်ဘက်လမ်းကြောင်းကိုပဲအသုံးပြုခဲ့တာပါ။ဘာလို့လဲဆိုတော့အဲ့ဒီလမ်းကြောင်းကအားသာချက်တွေရှိလို့ပါ။ဥရောပမဟာမိတ်တွေကိုစိတ်ဆိုးအောင်မလုပ်မိဖို့ဒါမှမဟုတ်သတင်းအချက်အလက်တွေမျှဝေစရာမလိုအောင်အနောက်ဘက်လမ်းကြောင်းကပိုလုံခြုံတယ်လို့ယူဆခဲ့ကြပါရယ်။ 2003ခုနှစ်အာဖဂန်နစ္စတန်ကို B2C နဲ့တိုက်ခိုက်တုံးကရော2014ခုနှစ်ယီမန်ကိုပြန်တန်းတုံးကရောအနောက်ဘက်တန်းချောင်းကိုပဲအုံခဲ့ပါတယ်။ဒါကြောင့်သမရထရန့်က B2 တွေကိုဂူအန်ကျွန်းကိုပြန်လည်နေရာချထားမယ်လို့ကြေညာလိုက်တော့လူတိုင်းကအရင်လိုပဲအနောက်ဘက်တန်းချောင်းကိုတုံးမယ်လို့ထင်ခဲ့ကြပါတယ်။အီရန်လူမျိုးတွေလည်းအဲ့လိုပဲထင်ခဲ့ပြီးအနောက်ဘက်တန်းချောင်းကိုအာယုံဆိုင်နေခဲ့ကြတဲ့မှာအမှန်တကယ်တိုက်ခိုက်မဲ့အဖွဲ့ကအရှိတ်ဘက်ဥရောပဘက်အာရေဗျပင်လယ်ဘက်နေရဲပင်လယ်ဘက်ကနေအီရန်တဲကိုဝင်ရောက်ခဲ့တာပါ။ ဘသူမှလည်းတတိမထားမိခဲ့ပါဘူး။မနက်ပိုင်းကရိုက်ထားတဲ့ Fordo ဆက်ယုံရဲ့ဂျိုရူပုံရိပ်တွေမှာပျက်စီးမှုတွေတွေ့ရပါတယ်။ဒါပေမဲ့ဘန်ကာဖြတ်ပုံးတွေတုံးခဲ့တဲ့အတွက်ပျက်စီးမှုအများစုကမြေအောက်မှာရှိနေပါတယ်။ပုံထဲမှာ Twin Di 3တွင်းကိုတွေ့ရပြီးဒါရီကဘန်ကာဖြတ်ပုံးတွေကျဲချခဲ့တဲ့နေရာတွေဖြစ်နိုင်ပါတယ်။ Fordo ဆက်ယုံတနေရာထဲမှာပဲဖြစ်ပြီးစုစုပေါင်း MOB ဘုံ12လုံးလောက်တုံးခဲ့တယ်လို့သိရပါတယ်။ ိုက်ခိုက်မှုတွေမှာနာတန်ဆက်ယုံအပါအဝင်6နေရာလောက်တိုက်ခိုက်ခဲ့တယ်လို့ခန့်မှန်းရပြီး Isfahan ဆက်ယုံကိုတော့အာရေဗျပင်လယ်ထဲကရင်းငုံသိမ်းဘောကနေ Cruise တုံးကြီးတွေနဲ့ပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ Israel ဝန်ကြီးချုပ် Benjamin Netanyahu ကလည်း Iran ရဲ့ Nuclear Scan တွေဟာဖျက်ဆီးခံလိုက်ရပြီလို့ပြောပါတယ်။ Israel မှာ Iran တွင်း American ထက်မြေပြင် agent တွေပုံများတာကြောင့်သူတို့ကကျွန်တော်တို့မသိတဲ့အချက်လက်တွေရှိနိုင်တယ်လို့မှတ်ချက်ပြုရပါမယ်။ အမေရိကန်စစ်ဌာနချုပ်ကလည်းဂျူဒူအချက်လက်တွေနဲ့အစ္စရေးထောင်လိုင်းရေးအချက်လက်တွေကိုအဓိကမှီခုံနေတာကြောင့်နေတန်ညာဟုရဲ့ပြောကြားချက်ကယုံကြည်ခြင်းစရာပါ။ဒါ့ပြင်အီရန်လိုလားသူအကောင့်တွေနဲ့အီရန်ယာရှိတွေကတော့ဒီတိုက်ပွဲမစတင်ခင်ကတည်းကယူရေနီယံကြွယ်ဝမှုအများပြားကိုစက္ကန့်တွေကနေရွှေ့ပြောင်းထားပြီးသားလို့ပြောဆိုနေပါတယ်။သူတို့ကဒီလိုအခြေအနေမျိုးကိုကြိုတင်မျှော်မှန်းထားတယ်လို့ဆိုပါတယ်။ဒါကဘလောက်မှန်လဲဆိုတာတော့မပြောနိုင်ပါဘူး။ ဒီနေ့မနက်သတင်းစာရှင်းလင်းပွဲမှာကာကွယ်ရေးဝန်ကြီး PT Tax ကိုအီရန်ရဲ့နျူကလ িয়ার စီစဉ်တဲ့ပတ်သက်ပြီးမေးခွန်းတွေမေးခဲ့ပါတယ်။မေးခွန်းကမက်ရှလာတို့ကအမျိုးသားထောင်လှမ်းရေးဌာနကအီရန်ဟာနျူကလ িয়ার လက်နက်တည်ဆောက်နေတာမဟုတ်ဘူး။ခါမီနီကလည်း2003ခုနှစ်ကရပ်ဆိုင်းထားတဲ့နျူကလ িয়ার အစီအစဉ်တွေကိုခွင့်ပြုခဲ့ခြင်းမရှိဘူးလို့ပြောထားတာကိုထောက်ပြပြီးအီရန်ရဲ့ရည်တည်ချက်ပြောင်းလဲသွားပြီဆိုတဲ့ထောင်လှမ်းရေးသတင်းအသစ်တွေဘယ်ကရလဲလို့မေးခဲ့တာပါ။အမေရိကန်ကရတာလားတခြားနိုင်ငံတွေကရတာလားဆိုတာသိကျင်ခဲ့ကြတာပေါ့။ ဝင်ကြီး PD Task ကတော့တမရရဲ့ဆုံးဖြတ်ချက်ကိုပဲအဓိကထားဖြေကြားသွားပါတယ်။တမရကထောင်လဲရေးသတင်းအချက်အလက်အားလုံးကိုကြည့်ပြီးအီရန်ရဲ့နျူကလ িয়ার စီစဉ်ဟာချိန်ချောက်မှုတစ်ခုလို့ကောက်ချက်ချခဲ့တာပါလို့ပြောပါတယ်။ American ရဲ့အမျိုးသားအကျိုးစီးပွားကိုကာဝယ်ဖို့အီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုရှော့ချဖို့ပြီးတော့ကျွန်တော်တို့နဲ့မဟာမိတ်တွေရဲ့ပူးပေါင်းကာကွယ်ရေးအတွက်ဒီစစ်စင်ရေးကိုလုပ်ဖို့တမရကဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။တမရဟာအချက်အလက်အားလုံးကိုတေချာနားလည်ပြီး ရဲရင်နဲ့ဆုံးဖြတ်ချက်ကိုချခဲ့တာဖြစ်လို့အမေရိကန်ပြည်သူတွေကလည်းတမရစီကနေဒီလိုပဲမျှော်လင့်ကြမှာပါလို့ပြောသွားပါတယ်။တမရထရန့်ကလည်းမင်းညာကတိုက်ခိုက်မှုတွေပြီးမှနိုင်ငံကိုမိန့်ခွန်းပြောကြားခဲ့ပါတယ်။သူကဒီလိုဆက်ဖြစ်နေလို့မရပါဘူး။အီရန်တို့ငြိမ်းချမ်းရေးဒါမှမဟုတ်ကြေကွဲစရာတခုခုရှိလာပါလိမ့်မယ်လို့ပြက်ပြက်သားသားပြောခဲ့ပါတယ်။ပြီးကြတဲ့ရှစ်ရက်တွင်မြင်ခဲ့ရတာတွေထက် အများကြီးပိုကြီးမားတဲ့အခြေအနေတွေဖြစ်လာနိုင်ကြောင်းသတိပေးခဲ့ပါတယ်။ ီညကအခက်ခဲဆုံးပစ်မှတ်ဖြစ်ပြီးအသေးပြောက်အများဆုံးဖြစ်နိုင်ပေမဲ့ငင်းငင်းရေးမြန်မြန်မရခဲ့ရင်ကြံတဲ့ပစ်မှတ်တွေကိုလည်းတိကျမြန်ဆန်စွာတိုက်ခိုက်သွားမယ်လို့ပြောပါရယ်။အများစုကိုမိနစ်ပိုင်းတွင်ဖယ်ရှားနိုင်ပါရယ်။ပြီးတော့ဒီညလုတ်ခဲ့တဲ့တိုက်ခိုက်မှုမျိုးကိုကဘာပေါ်ကဘယ်စစ်တပ်မှမလုပ်နိုင်ကြောင်းနဲ့အရင်ကဘယ်စစ်တပ်မှဒီလိုမျိုးမလုပ်ခဲ့ဘူးကြောင်းထရမ့်ကအလေးပေးပြောကြားသွားပါရယ်။အီရန်ကအမေရိကန်ပါဝင်နိုင်ငံများစွာကိုသတိပေးခဲ့ပါရယ်။ အထူးသဖြင့် American စစ်အခြေစိုက်စခန်းတွေရှိတဲ့ပင်လယ်ဝေးနိုင်ငံတွေကိုပါသူတို့ရဲ့သတိပေးချက်ကရိုးရှင်းပါတယ် American ချက်လက်ယူနစ်ကအဲ့ဒီအခြေစိုက်စခန်းတွေကနေပြန်တက်ပြီး Iran ကိုတိုက်ခိုက်မယ်ဆိုရင် Iran ကဒီနိုင်ငံတွေကိုစစ်ကြင်ညာပြီးပြန်တိုက်ခိုက်မယ်လို့ဆိုလိုတာပါတိတိကျကျပြောရရင် Saudi Arabia ကတာကူဝိတ်တို့လိုနိုင်ငံတွေကိုညှိညွှန်းတာပါကျွန်တော်တို့ American ရဲ့အကြီးဆုံးအခြေစိုက်စခန်းတချို့ကအဲ့ဒီနိုင်ငံတွေမှာရှိနေပါတယ်ဒါပေမဲ့ Operation Midnight Hammer မှာတော့ ဒီပင်လယ်ကွင်းနိုင်ငံတွေကဘယ်နိုင်ငံကမှပါဝင်ပတ်သက်ခြင်းမရှိပါဘူး။တိုက်ခိုက်ရေးလေယာဉ်တွေကအရှိတ်ဘက်လမ်းကြောင်းကနေသွားခဲ့တာပါ။တိုက်ခိုက်မှုတွေအတွက်ဖြစ်နိုင်ခြေရှိတဲ့လေပိုင်နဲ့ချိုးဖောက်မှုကစီးရီးယားနဲ့အီရတ်လေပိုင်နဲ့ဖြစ်နိုင်ပါတယ်။ဒီနိုင်ငံတွေရဲ့လေပိုင်နဲ့ကိုဘယ်သူမှတိတ်လေးစားကြတာမဟုတ်ပါဘူး။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကစီးရီးယားအစိုးရတဲ့ဟာအစ္စရေးကိုသူတို့လေပိုင်နဲ့ကနေအီရန်ကိုတိုက်ခိုက်ဖို့အပြည့်အဝပေးခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အီရန်ကအရင်အစိုးရကိုထောက်ပံ့ခဲ့လို့ ဆီးရီးယားအစိုးရတက်ကအီရန်ကိုသဘောမချလိုပါပဲ။ဒီတိုက်ခိုက်မှုတွေမှာပင်လယ်ကွေ့နိုင်ငံတွေဘယ်နိုင်ငံကမှပါဝင်ခဲ့ခြင်းမရှိပါဘူး။ဆော်ဒီအာရေဗျရဲ့အင်ရှင်မင်းသားကအီရန်ကိုဟစ်တလာအစ်စ်လို့သဘောထားပြီးအီရန်မှာနျူကလ িয়ার လက်နက်မရှိတော့တာကိုအရှေ့လေပိုင်းကနိုင်ငံတိုင်းဒီဘက်ကပျော်ရွှင်နေကြပါတယ်။အခုကဘာကြီးကပိုလုံကြုံတဲ့နေရာဖြစ်သွားပြီလို့သူတို့ယူဆကြပါဗျ။တမရာထရန့်ကလည်းအီရန်ကိုတင်းမာတဲ့သတိပေးချက်ပို့ခဲ့ပါဗျ။အီရန်ကအမေရိကန်ကိုဘလို့ပဲ ပြန်တုံ့ပြန်လာပါစေ။ဒီညမြင်တွေ့ခဲ့ရတာတွေထက်အများကြီးပိုကြီးမားတဲ့အင်အားနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ပြောခဲ့ပါတယ်။အီရန်ကအမေရိကန်စစ်အခြေစိုက်စခန်းတွေကိုတိုက်ခိုက်မယ်လို့ချိန်ချောက်ခဲ့တာကိုညှိညွှန်းတာပါ။အီရန်ကအစ္စရေးကိုတိုက်ခိုက်ရမှာဒုံးကျည်တွေရဲ့ထိရောက်မှုကိုထောက်ပြပြီးအမေရိကန်ခြေစိုက်စခန်းတွေကိုပို့ပြီးတော့လွယ်လွယ်ကူကူပိတ်မှတ်ထားနိုင်တယ်လို့ပြောခဲ့ပါတယ်။ထရမ့်ကအီရန်ကအမေရိကန်စစ်အခြေစိုက်စခန်းတွေကိုတိုက်ခိုက်ပြီးလူအသေးအပြောက်များခဲ့ရင် အမေရိကန်နဲ့နေတိုးကပါတရားဝင်စစ်ပွဲတွေစတင်တော့မှာဖြစ်ကြောင်းသတိပေးခဲ့ပါတယ် UK ဝန်ကြီးချုပ်ကလည်းအီရန်ကအမေရိကန်ဝန်ထမ်းတွေကိုတိုက်ခိုက်တာဟာနေတိုးနိုင်ငံကို တိုက်ခိုက်တာနဲ့တူညီပြီးအပိုင်က Article 5အရာနေတိုးအဖွဲ့ဝင်တွေအတူတကွပြန်တုံ့ပြန်ကြလိမ့်မယ်လို့ပြောခဲ့ပါတယ်အီရန်အနေနဲ့ဘာမှမလုပ်ဘဲနေလို့မရပါဘူးဒါကပြည်သူပြည်သားတွေရှိမှအားနဲ့ရာရောက်မှာပါဒါကြောင့်သူတို့မှာတုံ့ပြန်ဖို့ရွေးချယ်ကြရရှိပါတယ် NPD ကနေနှုတ်ထွက်တာပါပဲ။အီရန်ကအဲ့ဒီစာချုပ်ရဲ့အစိပ်ပိုင်းဖြစ်ပေမဲ့တကယ်တမ်းတော့လိုက်နာတာမဟုတ်ပါဘူး။အဲ့ဒီစာချုပ်ကသူတို့အနေနဲ့တတ်မှတ်ထားတဲ့ပမာဏထက်ကျော်လွန်ပြီးယူရေနီယံကျော်ဝှမှုမပြုတ်လို့ဖို့ကုလသမဂ္ဂအေဂျင်စီတွေနဲ့ပူးပေါင်းလှုပ်ဆောင်ရမယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့အီရန်ကဒါကိုဘလို့မှလိုက်နာနေတာမဟုတ်ပါဘူး။သူတို့မှရှိတဲ့နောက်ထပ်ရွေးချယ်စရာကတော့ Hormuz ရေလက်ကြားကိုပိတ်ပစ်တာပါပဲ။ Hormuz ရေလက်ကြားဆိုတာအီရန်ဘေးမှာရှိပါတယ်။ ဒါပေမဲ့ Iraq, Saudi Arabia, UAE, Oman, Kuwait အပါအဝင်ဒီနိုင်ငံအားလုံးကသူတို့ရဲ့ရင်းနှီးတွေကိုသင်းမောနဲ့ပို့ဆောင်ဖို့ဒီရေလက်ကြားကိုအသုံးပြုပါတယ်။တကယ်တော့ကမ္ဘာရေနယ်ရဲ့20ရာခိုင်နှုန်းဟာဒီရေလက်ကြားကနေနေစဉ်ဖြတ်တန်းသွားပါတယ်။ဒါကအရန်ချင်းမြောင်းတဲ့လမ်းကြောင်းတစ်ခုပါ။အကျဉ်းဆုံးလမ်းကြောင်းဆိုရင် -20 ပဲရှိပါတယ်။အီရန်ကဒီရေလက်ကြားကိုပိတ်ပစ်ပြီးကမ္ဘာ့ရေနံကိုပိတ်ဆို့ပစ်မယ်လို့သမိုင်းတစ်လျှောက်မှာအကြိမ်ကြိမ်ချင်းချောက်ခဲ့ပါတယ်။၂၀ရာခိုင်နှုန်းပဲရှိတယ်ဆိုပေမဲ့ အနှိုင်းငယ်လေးပဲဈေးကွက်ကနေဖယ်ရှားလိုက်ရင်တော့ကမ္ဘာပတ်ဝန်းမှာဈေးနှုန်းတွေအရန်တက်သွားပါလိမ့်မယ်။အမေရိကန်ကအရှေ့လိပ်ပိုင်းကရေနံကိုအတုံးမပြုတ်ရင်တော့ကျွန်တော်တို့ရိုက်ခတ်ခံရပါလိမ့်မယ်။ဒီကစားသုံးသူတွေရိုက်ခတ်ခံရပါလိမ့်မယ်။ဒါကလာမယ့်ဂျားဖြတ်ရွေးကောက်ပွဲတွေနဲ့ဖြစ်ပွားမယ့်ရွေးကောက်ပွဲတိုင်းမှာအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ပါပါ။ဒါကြောင့်အီရန်ကသူတို့မှာအားသာချက်ရှိတယ်ဆိုတာသိပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ဟော်မုစီလက်ချောက်ကိုပိတ်တာဟာဒုတိယကမ္ဘာစစ်ဒါမှမဟုတ် ပိုကြီးမားတဲ့ပဋိပက္ခတစ်ခုရဲ့ကြီးညာချက်လည်းဖြစ်နိုင်ပါတယ်။သူတို့ဒီလိုလှုပ်ဖို့ကြိုးစားရင်တော့ American ရေတပ်ကအဲ့ဒီနေရာမှာရှိပါတယ်။လင်းတင်သင်္ဘောတွေနဲ့အခြားသင်္ဘောတွေဟာအာရီပြပင်လယ်ပင်လယ်နီနဲ့ပါရှန်ပင်လယ်ကွေ့မှာကင်းလှည့်နေကြပါတယ်။ဒါကြောင့်အီရန်ကဟော်မုစ်ရေလက်ကြောင်းကိုပိတ်ဖို့ကြိုးစားမယ်ဆိုရင်ဒါကကြီးမားတဲ့ပဋိပက္ခကြီးတစ်ခုဖြစ်ပါလိမ့်မယ်။အီရန်နိုင်ငံသားရေးဝန်ကြီးဆာယက်အဘက်စ်အာရက်ချီကပြီးခဲ့တဲ့အပတ်ကအမေရိကန်နဲ့ဆွေးနွေးနေတော့ ။အစ္စရေးကတန်တမန်ရေးရာကိုဖျက်ဆီးပစ်ခဲ့တယ်လို့ပြောပါရတယ်။ဒါပေမဲ့ဒါကမမှန်ပါဘူး။ဆွေးနွေးပွဲတွေဟာရက်60ပြည့်တဲ့အခါပြီးဆုံးခဲ့တာဖြစ်ပြီးအီရန်ကအစ္စရေးတိုက်ခိုက်တာရက်မှဆွေးနွေးမယ်လို့ပြောခဲ့လို့ဆွေးနွေးပွဲတွေရပ်သွားတာပါ။ဒီတစ်ပတ်မှာလည်း EU နဲ့ဆွေးနွေးနေတော့ American ကတန်တမန်ရေးရာကိုဖျက်ဆီးခဲ့တယ်လို့သူကထပ်ပြောခဲ့ပါရတယ်။တကယ်တမ်းကတော့ဆွေးနွေးပွဲတွေဟာတိုးတက်မှုမရှိဘဲပြီးဆုံးသွားလို့တိုက်ခိုက်မှုတွေလှုံ့ဆော်နေတာပါအမေရိကန်ကဆွေးနွေးပွဲတွေကိုအခွင့်အရေးပေးခဲ့ပေမဲ့ အီရန်ကယူရေနီယံကြွယ်ဝမှုကိစ္စမှာ နောက်ဆုံးမပေးခဲ့လို့တိုက်ခိုက်မှုတွေဆက်လုပ်ခဲ့တာဖြစ်ပါတယ်။ဆွေးနွေးပွဲပြီးဆုံးခဲ့လို့တစ်ဖက်စလုံးကထုတ်ပြန်ချက်တွေထုတ်ခဲ့ပါတယ်။အီရန်ကဆွေးနွေးပွဲမှာဘာမှမရခဲ့ဘူးလို့ပြောခဲ့တယ်လို့ EU ကလည်းဆွေးနွေးပွဲမှာဘာမှမရခဲ့ဘူးလို့ပြောခဲ့ပါတယ်။အီရန်ကယူရေနီယံကြွယ်ဝမှုကိစ္စမှာနောက်ဆုံးမပေးပါဘူး။အီရန်ကယူရေနီယံကြွယ်ဝမှုကိုဆက်ထားခြင်းပြီးအနောက်နိုင်ငံတွေကတော့မထားသေးကြပါဘူး။ကဲဆွေးနွေးပွဲတွေပြီးဆုံးခဲ့ပြီးတိုးတက်မှုမရှိခဲ့ပါဘူး။ ဒါကြောင့်တိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့တာပါအခုချိန်ထိအီရန်ကတခုရီးသောပြန်လည်တုံ့ပြန်မှုကတော့ဟော်မုစ်ရေလက်ကျောက်ကိုပိတ်ဆို့တာပါပဲခွင့်ပြုချက်ကတော့လုံခြုံရေးအာဏာပိုင်တွေစီကနေစောင့်နေတော့မှာပဲ Operation Midnight Midnight Hammer စစ်စင်ရေးကနေအီရန်ရဲ့နျူကလ িয়ার ဆက်ရုံတွေဘယ်လိုမျိုးထိထိရောက်ရောက်တိုက်ခိုက်ခဲ့လဲဆိုတာမြင်ခဲ့ရပါတယ်ဒီစစ်စင်ရေးဟာအမေရိကန်ရဲ့ခိုင်မာတဲ့ရည်တည်ချက်ကိုပြသလိုက်တာဖြစ်ပြီးဒေတာရင်းပဋိပက္ခတွေကိုဒါစီကာဝယ်ရင်းကမ္ဘာလုံခြုံရေးကိုမြင့်တင်ဖို့ရည်ရွယ်တယ်လို့ပြောလို့ရပါတယ် အီရန်ဘက်ကလည်းလက်ရှိအခြေအနေကိုဘယ်လိုတုံ့ပြန်မလဲဆိုတာစောင့်ကြည့်ရအောင်ပါသူတို့ရဲ့ဆုံးဖြတ်ချက်တွေဟာဒေတာရင်းရောကမ္ဘာအနှံ့ပြပါဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်လဲဆိုတာအရေးကြီးတဲ့မေးခွန်းပါဟောမှုရှိလက်ကြလို့မဟာပြူဟာကြတဲ့နေရာတွေကိုပိတ်ဆို့ဖို့ကြိုးပမ်းတာမျိုးဆိုရင်ကြီးမားတဲ့ပြိပခါတစ်ခုကိုဥတီသွားနိုင်တာကြောင့်အခြေအနေတွေဘလို့ဆက်ပြောင်းလဲမလဲဆိုတာကိုကဘာကအထူးစောင့်ကြည့်နေမှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။